အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့ရဲ့ညီကောင်မတော်တွေကိုစာရေးသူအချင်းကလေးရေးတာတဲ့ဖူးစာနဲ့ပတိန်ထီလို့အမည်ရတဲ့ဝိထုတို့လေးကိုဖတ်ကြားတင်ဆက်ပေးခြင်းပါတယ်ခင်ဗျာလိုက်ပါနားဆင်ခံစားပေးကြပါအောင်ခင်ဗျာဘာချောသည်နာမည်နဲ့လိုက်အောင်မချောတော့လေကိုတဲခံ냐ချင်းခေကာလလိုက်စတိုင်ထုတ်တဲ့ချင်းတို့ကြောင့်နာမည်ကလေးရာဤမြင်းကြံမျိုးဤ အင်္ဂလိပ်ကျောင်းကြီးတွင် ကိုယ်တန်းပညာကိုကြိုးစား၍သင်အပ်လျက်ရှိရာရဲချင်းရဲချင်းပွဲပြရဝါဒစကားများကိုရေလိုပေါအောင်ပြောတတ်ဆိုတတ်သူဖြစ်သည့်အတွက်တငယ်ချင်းမိတ်ဆွေများကရှစ်ခင်မြင်လို့ကြ၏။ဘာကျော်သည်လူလယ်ကြီးဟူသောဘွဲသူကိုချီးကျူးခြင်းခံရသဖြင့်မန်ဟုံတက်ကြွခြင်းဖြစ်လျင်အပြိုမတန်းစေစမှုကလေးများကိုအယအကြံယူလိုသော စိတ်ဖြစ်ပေါ်လာလေသည်။ အထက်ပါအကြောင်းကြီးမှာပင်ခင်သိန်းသည်စစ်တမ်းတွင်ဝင်ရောက်ပညာသင်ကြားလျက်ရှိအလှအချောတွင် BELL ဘဲဟုခေါ်ဆိုထိုက်လောက်အောင်ခင်သိန်းနှင့်ယုံရင်ကြံတန်ခတ်ထရော်တော်စကားများကိုသာပြောဆိုလေးရှိသည်ဖြင့်ကျောင်းသားကိုလူမျိုးများမှာပိုးကျင်တော်လဲမပိုးဝန်ကြချေတို့အတွက်ဘာကျော်အားမြောက်ပြီထင်ရဆိုင်ထင်ရတိုင်းပြုတ်တော်ဘာကျော်သည် ငါဆွန်ရမယ်မရရင်မနေဘူးဟုတန်တိတ်တန်ချပြီလည်းရင်အပိုးလန်းကိုတမျိုးလှမ်း၍ဖွင့်လေ၏ခင်သိန်းသည်အဖော်မပါတကိုယ်တည်းသာကြောင်းမပြန်၍တွားလေရှိ။ဘာကျော်သည်ခင်သိန်းပြန်သောအချိန်မှာမိမိအိမ်သို့ပြန်၏။ကြောင်းနှင့်မနေမဝေလမ်းကြားကလေးထဲတွင်နှစ်ယောက်ချင်း၍တမင်လမ်းလျှောက်၏။ဘာကျော်၏စိတ်ကိုသိသောခင်သိန်းသည်ဆက်ကဆက်ကဘာကျော်အားဆဲ၏။ ခင်သိဤကျန်တန်းသောစကားများသည်ဘာသိဤဘာချိုးဤနားလေတို့ပြားတကားလိုချိုအောင်ဝင်၍သွားလေ၏ခင်သိကိုချစ်လိုပါစိတ်မဆိုးပါနဲ့ဟူသောစကားများကိုကြားရသောအခါမိမိတွင်ပါလာသောမိမဆောင်သည့်နှင့်ဘာချိုးအားရိုက်လိုက်၏ဘာချိုးမှာစိတ်မဆိုးမိမိဤစိတ်ကိုလည်းအနာမခံအတမဆန်ရ no pain no gain ဟူသော စကားပုံနှင့်ဖိလိုက်လေ၏ ထင်သိဤနှုတ်ခမ်းဆူထွက်၍လာသည်ပေါ်ပင် တမျိုးကြည့်၍ယင်သည်ဟုဘာကျော်ဤစိတ်တွင်ဆုံးဖြတ်လာ၏၎င်းနောက်လူချုပ်သောလမ်းပေါ်သို့ရောက်သောအခါနှစ်ဦးခွဲ၍ထွက်သွားလေရှိ၏ဤကဲ့သို့သည်ယင်နေ့စဉ်ရက်ဆက်လာ၍ရှစ်တင်းနော်မလျှော်ပဲဘာကျော်ကြံစီလျာထမြောက်အောင်မြင်သောနေ့ညနေခင်းအကြောင်းလွှတ်ချိန်သို့ရောက်ခဲ့လေ၏ဘာကျော်သည်ခါတိုင်းကဲ့သို့တွဲ၍လမ်းလျှောက်သွားပြီလျင်မခင်သည်ဘာကျော်ကိုတနာပါနော်ဒီလောက်တောင်အတနာခံဝင်လျင်ခင်ဟာ ရက်ဆက်ဖို့မသိပါဘူး။ဟိုပြောပြောဆိုဆိုခင်သိန်းဤရှောမောမွေးညက်တော့လက်မောင်းသားကလေးကို အတာရကင်လိုက်လေ။ဒေါသကြီးသောခင်သိန်းသည်ဘာဒိန်အားဘာကျော်အား၎င်းဤပတိန်ထီးနှင့်ဆက်ခါဆက်ခါရိုက်။အလိုက်မတည်သောထီးယိုးသည်ဘာကျော်ဤပါတွင်တွေးထွက်အောင်ထိလေ။တဆက်တဆက်ကြစည်းလာသောတွေးသည် ခင်သိန်းဤဒေါသကိုနှိမ်လိုက်ပြီလေ။တနာကယူနာလည်းဖြစ်လာလေ။ဟာငါကြောင့်ဘာကျော်တွေးထွက်တိုင်းကိုဖြစ်ပြီ။ ငါဟာမိမမိုက်ကလေးပါလားငါဟာရက်ဆက်တဲ့တငယ်တငယ်မပါကလားဟိုကိုကိုကိုအပြစ်တင်ပြီလည်းရင်တွက်လက်စွာကိုပါကျော်စိတ်မဆိုးပါနဲ့နော်ခင်သိမ့်မိုက်လို့ဖြစ်ရတာပါဟူသောတောင်းပန်စကားကိုစိတ်ထဲတွင်ပြောင်းဆန်အောင်ကစားရင်ပြောလိုက်လေဘာကျော်ကလည်းမခင်သိမ့်ကိုပါကျော်စိတ်မဆိုးတတ်ပါဘူးမခင်သိမ့်စိတ်ဆိုးမှာကိုသာကိုပါကျော်ကကြောက်တာပါအိုးခင်သိမ့်စိတ်မဆိုးတော့ဘူးကိုပါကျော် ဥသောစကားများကိုကြားရသောအခါဘာကျော်သည်ဆက်လက်၍ခင်ရဲ့မောင်ရဲ့အရှိကိုလက်ခံပါကွာကိုဘာကျော်ဟာလူလိမ်လူညာမဟုတ်ပါဘူးယုံပါတော့နော်ဟင်ကိုဘာကျော်လောကကြီးမှာယောက်ျားများကိုယုံကြည်ဖို့အတော်ခင်းရင်ပါလေသုံးရက်လောက်တော့ခင်သိစဉ်းစားပြစီအောင်နော်ဟုတ်ပြန်၍ပြောလိုက်တော့အခါဘာကျော်မှာကဘာမြေကြီးရှာချလဲ၍နေသည်ဟုထင်ရလောက်အောင်ဘာကျော်၏စိတ်တွင်တွတ်တွတ်ခံအောင်လှုပ်ရှားလျက်သွားလေတော့တည်း သုံးရက်လွန်မြောက်တော့နေဟေးဘာကျော်စားတောင်ရောက်တယ်ကွာအေးပေးကွာဘယ်ကလာတာပါလဲဘာကျော်ဒီစားအိတ်ကိုဖွင့်ပေါက်၍ဖတ်လိုက်တော့အခါဝမ်းသာအားကြီး၍တွားလေသည်တို့ကိုဘာကျော်ရှင်ခင်ကိုဘာကျော်ကိုရှစ်လာပါပြီတဲ့ရှင်ကိုဘာကျော်ကသာစကားတီတန့်ပါစေကိုဘာကျော်၏စိတ်သည်အငြိမ်းမနေနိုင်အောင်လှုပ်ရှား၍လာကကျောင်းကအပြန်တွင်ခင်သိန်းအားကိုဘာကျော်ညတော့လာခဲ့မယ်မခင်တန်းစောင့်နေနော် 6နိုင်ကွယ်ဟုပြောပြောဆိုဆိုကိုပါကျော်ဤပြောကြချက်ကိုစောင်းစားနေသောခင်သိန်းကိုပင်မကြည့်တော့ပဲရှေ့လန်းတုပ်ရည်သွားလေတည်းည6နိုင်ကွယ်ဘာကျော်အားမျောလင့်တောင်းတလျက်ရှိသောခင်သိန်းသည်ပန်းချံထဲတွင်စက်လိတ်ကိုတဖွာဖွာနှင်းဘာကျော်ဤအလာကိုစောင့်မျောလျက်ရှိ၏နာယီကြီးမှ6နိုင်6ချက်တီးပြီးလျင်ထိုးပြီးလျင်ထိုးပြီးချင်းဘာကျော်မှချန်ထဲသို့ရောက်ပြီးဖြစ်၍လာခဲ့လေ၏ ကျိုတင်ကစောင့်မြော်လျက်ရှိပြနေသောခင်သိန်းသည်ရှေးမှမိမိထံသို့လာနေသောတလုံးလုံးနှင့်ခတ်တုတ်တုတ်ဖြင့်ရှောက်၍လာသောမဲမဲတရံတစ်ခုကိုတွေ့မြင်လျာတေချာစွာစိုက်ကြည့်၍နေပြီးဧကန္နဟိုကလာနေတဲ့တလုံးလုံးနဲ့ဟာကြီးကမမဲကြီးဟာကိုပါကျော်ပါပဲဟုတထက်ချယုံကြည်လိုက်တဲ့နေ့တပြိုင်နက်တမာထွားကြင်သောကိုပါကျော်ဤလက်ကြီးသည်ခင်သိန်းဤနူထွားသောပခုံးပေါ်သို့ရောက်၍တွားလေ၏ဟာအိုးဟာဘာအိုးတာလဲ လွတ်တော့ဒါပဲရှင်ဒီလောက်ရမ်းမသိရင်ခင်တဲ့စကားမပြောဘူးခုတော့အာအာမနာပါဘာအာမနာပါလဲအခုလိုအရန်ကာရောလောက်တာဗောအိုးဒါရမ်းတယ်လို့ဆိုနိုင်သလားအိုးတော်ပါစကားတမန်သိပါလေကြည်ပါလားကိုပါချောဖဲဖဲပါဆိုနေဘာကျော်ဒီခင်တဲ့အာမိမိရင်ခွင်တင်းတို့ပြေးပိုက်ကယူလိုက်ပြီးနောက်ခင်တဲ့ကိုပါချောကိုရှစ်ပါတော့ ကိုပါကျော်ခင်သိန်းကိုမရရင်တေးရပါတော့မယ်ကွာရှစ်တယ်မဟုတ်လားဟင်ခင်ရှစ်တယ်မဟုတ်လားအိုးဒီလိုရမ်းတဲ့လူကိုမရှစ်ဝင်ဘူးဟင်အင်းဒါရမ်းတာမဟုတ်ဘူးခင်ရဲ့ရှစ်လုံးတော့ကိုယ့်ရဲ့စိတ်ကိုကိုမနိုင်ဘူးမနိုင်တော့အိုးတော်ပါတော့နားချားမြင်ကန့်လှပြီမတော်နိုင်ဘူးဘာကျော်ဒီမာကျော်တောင်းတင်းတော့ကိုကာယာကြီးပင်လေအရှိဟူသောနတ်ဖန်းစားခြင်းကိုခံရတော့အခါရင်တထုံထုံနဲ့လိုက်ဖို့၍နေလေ၏ ထွားကြိုင်းသောဘာကျော်ဤရင်ဝဲဝဲနေရသောခင်သိမ်းပါလေပိပိဤဤကလေးဖြစ်၍နေလေဤဘာကျော်သည် အကြောက်ကြောက်အယွန်းယွန်းနှင့်နေရသောခင်သိမ်းအားမြင်မိတိုင်းလှုပ်ရှားပြီးလည်းယင်မရက်မတည်နိုင်သောအချက်လိုင်းကရက်ကိုပြိုင်တက်လှုံ့ဆော်လေဤမြောက်ဘက်တော်တာမှာအရန်တိုက်လျက်ရှိသောလေပြေလင်းကြီးကလေးများသည်လည်းရှစ်သူနှုတ်ဦးဤအချက်စိတ်ကိုမပြည့်ရနိုင်အောင်နှိုးလိုက်လေဤ နွေလာចောင်းကြီးပိတ်၍မကြမီဘာကျော်နှင့်ခင်သိန်းတို့၏မင်္ဂလာဆောင်ကိုမြင်မိတော့ကြောင်း၎င်းတို့မှာတူနှကိုဆုံးတွဲပြီးအပုံပဲရှိကြလိမ့်မည်ဟုကျွန်ုပ်၎င်းတို့ကိုယုံကြည်ကားဖြင့်စိတ်ထဲ၌အားကြမိလေတော့တည်းဟုတ်ကဲ့ပါခင်ဗျာအခုဆက်လက်ပြီးတော့ဇကာကြီးထိတ်တင်ရေးသားတဲ့လူပါဆိုလို့အမည်ရတဲ့ဝိထုတော်လေးကိုဆက်လက်ဖတ်ကြားတင်ဆက်ပေးကြပါမယ်ခင်ဗျာလိုက်ပါနားဆင်ခံစားပေးကြပါအောင်ခင်ဗျာ လူပါဆိုမြာသိန်းဒီမိမိဤလက်ဘက်နာရီကိုမြှောက်ကြည့်လိုက်ရာရှင်းနာရီခွဲနေကြောင်းကိုသိရသည်ဖြင့်လက်ဖက်ရည်ဘိုးပေးကလက်ဖက်ရည်ဆိုင်အတွင်မှထွက်ခဲ့လေ။နေ့စဉ်ရှောင်းနေကြဖြစ်သောမြာကြည်တို့လမ်းတို့ရှေးတောင်များကအလိုက်တိစွာယူသွားလေရာမြာကြည်တို့အိမ်ချစ်တို့ရောက်လက်တော့ဝေတရားကိုမဖြက်စည်းလိုသောအပြင်ခါတိုင်းလိုအမှတ်တမဲ့စောင်းငဲ့ကြည့်လိုက်လေ။တပတ်တစ်ခုကိုပကုံးပေါ်တင်က လက်ထဲတွင်ကျေးစွန်းနှင့်စွန်းစလုံးကိုကင်ပြီးချွေရှည်ချင်းကလေးပေါ်အောင် ။အုတ်ခုံကလေကားမှဆင်းလာသောမြကြည်၏ယူပါယုံသည်မြသိန်းအားရဲဆိုင်ဆိုင်နှင့်ခတ်ထိုင်းတိုင်းရေးဖြစ်သွားလေ၏။နောက်မှတပိန်ဖုံးဖွင့်တံကိုကြားရလေ၏။တတိကြား၍လက်ကြည့်လိုက်ရာမိမိနောက်တွင်စွန်းကန်ကြွလာသောတန်ဃာတော်တွင်တတိတတန်းကြီးကိုတွေ့ရသည်ဖြင့်လမ်းဘေးသို့ဆင်း၍ရှောင်ပေးလိုက်ရလေ၏။မြကြည်သည်တဘာပြီးတဘာဆုံးလောင်းပြီးတော့ကိုမြတဲ့ခဏဟုခေါ်ပြီးအိမ်ပေါ်သို့တက်သွားလေ၏ မြသည်မှာကြက်တေတည်၍ငေးကြံရိတ်ခတ်လျာရှစ်သလုံးသားတွေပေါ်အောင်ထမိန်ကိုမခုတ်တရူလေးဆွဲပြီးအုပ်လီကားတွေကိုတထေပြီးတထေတက်သွားသည့်မြကြည်အားဆဲလာတုံးကကြည်တယ်လို့ရိုးရိုးကြည်တာမဟုတ်ပဲဝက်ဝဲတဲ့တရုတ်ဝက်အသားကိုကြည်တဲ့ကဲသို့နှိမ့်တုံမြင့်တုံရှိလာတဲ့အင်းကြီးအောင်သားစာကလေးတွေကိုပါတိန်ကြုံဝင်ကြည်နေလျာလာလေခဏလေးပါ ဟုမိမိဘက်သို့လှည့်ပြီးတွားပြားကလေးများပေါ်အောင်ပြုံးလျက်ပြောတော်မှတတိမရတော့ရှီလန်းဖြင့်အိမ်ပေါ်သို့တက်သွားလေ၏ မြကြီးက ကလဲတိုင်းကိုကင်မလေးရဲ့ပြလိုက်ရာမြသိန်းကထိုင်ချလေးရဲ့ငေးနေလေ၏အိမ်ထဲတွင်ဟိုဟိုဒီဒီကြည့်ချူရာမိသူကိုမှမတွေ့ရသဖြင့်အတော်ကြီးအံ့အားသိမ့်၍နေ၏မြကြီးသည်အိမ်အပေါ်ဆုံးထပ်သို့တက်သွားပြီးဗန်ဒူးလာဂျာနယ်စာအုပ်ကိုကင်ကပြုံးချင်သောမျက်နှာထားဖြင့်လှေကားကဆင်းခဲ့ပြီးနောက်မြသိန်းအနီးသို့တိုး၍တိုး၍လျှောက်ခဲ့လေ၏ဇပွဲပေါ်တွင်ဖြန့်နေထားသောဝတ္ထုကိုလက်နှင့်ထောက်ရင်းရှင်ကြီးမှန်မှန်ပြောရမယ်ဒီဝတ္ထုကဘသူရေးတာလဲလေ ပြုံးလျက်သူ့အထဲမှာပါတာပဲလေကြည်ကြည်မအောင်နဲ့ဘာဖြစ်လို့လဲအင်းဒီဝိထုရေးတဲ့သူကကိုမြတ်သိမ့်ပဲဖြစ်ရမယ်ရှင်မညာပါနဲ့ရှင်မဟုတ်လားရှင်ရေးတဲ့မဟုတ်လားဟုတ်ကောဟုတ်ရမယ်ရှင်ရှင်ပါပဲကြည်ကြည်ကတော့တခါတည်းဆွဆွဲနေတော့တာပဲကဲထားပါကွယ်ကိုသိမ့်ရေးတယ်ပဲထားပါတော့ဘာများဆိုလို့ခြင်းတလဲအင်းထားပါကွယ်မလုံးနဲ့ဒီဝိထုထဲမှာပါတဲ့စကားတွေက ခင်ခင်ကငငယ်ကလေးတဲ့ကဥယျာဉ်ထဲမှာပွင့်တဲ့ပန်းကလေးဥယျာဉ်မူကရွရွရရပြုတ်ပြင်းပြီးနေ့စဉ်ရေလောင်းဆိုင်ပြိုးပေးသလိုအမြဲတစေကရွတ်ဆိုင်လျက်မေတ္တာရေတုံးလောင်းကနေရပါတယ်ဒီပန်းကလေးကိုတခြားလူစိမ့်သူစိမ့်များဆွ့ယူချိုးဖဲ့သွားမှာကို၎င်းပြာပရုံများခုံလွှားတက်ရောက်ဆွ့ယူသွားမှာကို၎င်းစိုးရိမ်ပြည့်တဲ့ကဲ့သို့မောင်းရက်စိတ်မှာပူမိပါတယ်ဆိုတဲ့ဇကားရေနောက်ပြီးတော့ကိုကိုကိုမောင်းအရင်ကြီးလို အားကိုးပါတယ်ခင်မင်ပါတယ် မတက်တာမလိန်မာတာချင်းရင် ဆုံးမပါတင်ပါခင်လိုက်နာပါမယ်ဆိုတာတွေရေဒါတွေဟာမြကိုစောင်းပြီးရေးထားတာမဟုတ်လားမျက်နှာထားနဲ့ပြောလေဒီအမှန်ဒီကအများသိသည်မြကြည်ဤမိဘများနှင့်ပလဲနံပါတင်လာသည်ဖြစ်လျာမြကြည်ဆယ်နှစ်နှစ်အရွယ်လောက်ကစ၍၎င်းတို့အိမ်တို့ဝင်ထွက်သွားလာစားပြုရလေဤမိမိကမြကြည်ထက်ရှင်းနေလောက်ပို၍ကြည်တဲ့ဖြင့်ကိုမြသိန်းကိုမြသိန်းနှင့်အနာတကက်ကက်စကားကလေးတစ်ဆက်ဆက် ပြားပန်းခတ်တယ်လို့ပုတိပုတ်သက်နေခဲ့တော့အနီတငယ်မကလေး15နှစ်သမီးအရွယ်ရောက်တော့အခါညသိန်းသည်တနေ့တနိုင်တော့အရှင်ကဆာ၍မနောကံ၌ကြံစီမိလေ။တိုးတော်တငယ်ချင်းတွေတိမဖြင့်နှံမီစုပ်ကလေးအမြောက်ပြက်ကြီးနဲ့ချိန်ရွယ်တယ်ဟူ၍အပြောခံရမည်ကို၎င်းကောင်မကလေးပွားမှဖြင့်ထောင်ကြမဲ့အရေးကိုစိုးရိမ်မိသေးတယ်ဟူ၍၎င်းတို့အတွက်၎င်းသည်မြကြီးကိုပိုးရခြင်း၌ စင်ကြံကြံရခြင်းဖြစ်ပေရာမြကြည်နှင့်တခါတလေနှစ်ယောက်ချင်းတွေ့ရသောအခါမိမိပိုးတာကိုကောင်းမကလေးရိမ့်မိသွားမှာကိုစိုးတာနဲ့ခွဲရေးကဘလို့တွဲရေးကဘဲ့နဲ့ကြောင်းစရာတွေလာကချော့တာကဘဲ့ဘုံပကံငကြွဲနဲ့မဆွဲမိအကြောင်းကဘဲ့လို့အိတ်တိကာတိထေဒီမဟာတထေးသမီးဘဝတုန်းကတရောင်းစားကတောင်မပေါင်းနိုင်မဲစွန့်ပြေးရတာ တရောင်းသားထမင်းဝအောင်မကြွေးလို့စသည်ဖြင့်ပုံတို့ပတ်စတွေနှင့်တကက်အဓိပတိဖျားလူကြီးလိုလိုအိန္ဒြေတံပတ်တိနှင့်အရှိန်ကုန်ခဲ့ရကစစ်တာကြိုက်တာဗလာနတ်တိတဆိုးတဆီမှမရှိဖြစ်လေ၏လူပါလူတဲ့တို့စကားအခွန်ပေါင်းတထောင်လောက်ပြောခွင့်ရသောလူကြီးများလက်ချိန်တွင်အင်းအေအားနှင့်အရှိန်ကုန်ခဲ့ရခြင်းကိုမကျေနပ်နိုင်တဲ့ဖြင့်ဝိတုယင်းဒီကိုကျွန်တော်ထံတွင်လေ့လာ၍ဗန္ဓုလာကြံတဲ့တွင်ထဲ့သွင်းကမိမိဤအာတိဒ်ဆိုလိုရင်းကို ဧကံမြကြည်တိအံဟုစိတ်ကူးဖြင့်ဤဝိထုကိုရေးသွင်းလာခြင်းဖြစ်ပါ၏မြကြည်တိကလည်းတထဲချသည့်၍လူကြီးများလက်ချိန်တွင်မြသိန်းအားခေါ်ပြခြင်းဖြစ်ပေ၏မြသိန်းသည်မိမိဆိုလိုခြင်းအချက်အထမြောက်တော်လဲမြကြည်ကလက်ပူးလက်ချက်မေးသောအခါလူမီသောကြီးကန်းကဲ့သို့ရှက်ကိုရှက်ကန်းအန္တဏ္ဏကြီးဖြစ်၍နေ၏ဝိထုဆိုတာဘသူကောင်မှစောင့်ရှိပြီးရေးတယ်လည်းမဟုတ်ပါဘူးမြရဲ့စာရေးစရာတွေစိတ်ကူးရတာကိုစာပြောပေါ်မှာမှေနဲ့မှတ်ထားကြတာပေါ့ မဟုတ်ပါဘူးကိုမြတိန်ရေဒီဝိထုကမြောက်ကိုတမင်တက်တက်စောင်းပြီးရေးထားတာပဲမြလည်းတောသူပဲမဲ့စိမ်မေဒီမှာခွနတန်းအောင်ခဲ့ပါလေမြကတော့အာကြီးစိတ်ဆိုးတာပဲတိလားအမှန်တိုင်းအကိုရင်းလိုချစ်ခင်တော့လေကိုမြတိန်ကဒီလိုကြံစီတာတော့ဒီလိုစိတ်ထဲမှာထားရဆိုတော့အစင်ကြီးတိတာပြီးဖြစ်တဲ့မြတို့ကနောက်ကိုခုံဖို့ပြောဦးမှာတဲ့လား အစကကိုမြာသိန်းကိုလူရိုးကြီးထင်မိတယ်အခုတော့ဖို့တောင်မဟုတ်ဘူးမိချောင်းကြီးထွက်တာပဲမြာသိန်းဒီမိခဲသူပြန်ပြောရမည်ကိုမသိကြောက်တလိုလိုနဲ့ဟိုဟိုဒီဒီကြည့်ရင်ပြုံးမဲ့သားပြုံးရကနာမငြိမ်တဲ့နှလုံးနဲ့နောက်ဆုံးတွင်စိတ်ကိုဒုံဒုံချားသည့်လက္ခဏာဖြင့်မြအပြစ်တင်ရင်လည်းခံရပါတော့မယ်မြရဲ့ကိုမြသိမ့်ပါဖြင့်လေမြအတွေ့ဘလို့ဖြစ်နေတယ်ဆိုတာမြလည်းအကင်းပါပါတယ်အသွေးမြင်တာနဲ့အသွင်သိ ိုးတော်ပါတန်တရာလာစန်းကလက်ဒကန်းတွေ၆ယွန့်နေပင်မဲ့ကရုတ်ခွေကင်းကတ်တယ်လို့နေမှာပေါ့ရှင်ရှင်ကြီးကိုလူပြောစကားပြောဖို့ဒီအိမ်ကိုပင့်တာမဟုတ်ဘူးသိရလားတော်တော်ကြာဖေဖေတို့လာတော့မယ်မြာသိန်းရေခွင်တိုင်းဒိုင်းနမိုက်ဖောက်ခွဲတယ်လို့မမျော်လင့်သောစကားတို့ကြောင့်တုံလုံးလျှောက်ရှားလေရဲ့ရောက်ကမ်းမကြီးပြိုကျတယ်လို့ဘုံကနေမြည်၍သွားလေ၏ဂေဇောက်ကိုမျော်နေသောစာမေးပွဲ အောင်သူတို့သည်အောင်စင်းရင်း၌မိမိအမိကိုမတွေ့ရသောအခါဖြစ်တတ်သောတောင်းလုံးခြင်းကဲ့သို့ရှိလေ။အမူအရာကညတာ မျက်နှာသားကမျက်နှာသားပြည့်တလောက်အပေါက်ဆိုးမှုတ်တဲ့ကောင်းမကလေးပါကလား။အမြင်နဲ့အထင်ကွာလေခြင်း။ငါကအယိုးကွဲလို့မတတ်ချစ်ခဲ့ပေမဲ့သူ့မျက်နှာကသူ့မျက်မျက်တာကဟိန်နုကလာကြေးအိုးလိုငါအပေါ်မှာပြောင်းနေပြီ။ထင်တာထင်မဝင်ဘူးကြောင်းအမဆိုတာလို့တုံးရမှာပါကြာနေတာကလား။အမြန်လက်မှာပဲဒင်းကလေးဟာ အာဇာနည်ရဲရဲတောက်ကလေးကြာရင်ဘယ်နဲ့လုံမလဲမသိဘူးအဲတင်းကအပြုတ်ကလေးတံမဲနဲ့ငါ့ကိုအိမ်မော်ခေါ်ပြီးကျိန်လာမောင်းတာတောင်လုံဝင်သေးတာငါကဘာမို့လို့ရှက်ရမှာတဲ့လေဟူတဖန်အာတင်းပြန်ကတီးခံပါအောင်မြရဲ့ကိုကိုမာလေညရဲ့မြင့်တာတဲ့ကရမပန်းကိုလက်လန်းကပန်းစင်ဖို့နေစဉ်လိုပင်ကြံစီစိတ်ကူးမိတယ်တယူးလဲယူးနေရတာကာလတောင်ကြာကြာခဲ့ပြီပေါ့တို့တော်လေ ဟာရက်တန်းကမရက်သေးဘူးတပိတ်တန်တက်လာပြန်ပြီဒါတွေကရိုးနေပြီရှင်ကြီးရဲ့ရှင်ကိုယ်နဲ့မုန်းတယ်လို့မပြောရသေးပါလားဘယ်နဲ့လူစားမှုနဲ့လာပြီးတွေ့နေရပါလိမ့်နော်သူတို့စားရေးစရာများဟာစားရေးကောင်းတယ်လို့ခက်ချော်ချော်ကြီးခက်ချော်ချော်ကြီးပဲထင်ပါရဲ့နော်ဒီကအပြုတ်ကလေးတော့တိုင်းပြည်ကြွညာပြီးနောက်ပိုးတာကိုရှက်လို့ပြောနေတာချင်းဒီလိုပါဒီလိုပါကိုယ့်ရဲ့အဖြစ်ကိုကိုယ်သိပါပြီ အမှန်တော့လေကိုမြသိန်းကိုတိုင်ကမြကိုဖွင့်ပြောရမှာအားနာလို့မထွက်ရဲတို့ပြုမိခြင်းကိုမြလည်းသိပါတယ်နော်ဒါကြောင့်ကိုမြသိန်းတောင်းပန်နေတာကမျော်လင့်စရာအရှင်းမရှိဘူးဆိုရင်လေဒီကပဲတွားပြရစီတော့နော်မြမြင့်တာကိုမစူးစမ်းမစင်ခြင်းပဲအရန်ရှင်းမိတဲ့အဖြစ်ကိုရဲရင်သာဝန်ခံပါတော့မယ်တပတ်သက်ရှိခဲ့တဲ့အဖြစ်ကိုအပြင်ဇွန်းနှစ်လို့မတိုးပါဘူးတို့တော်လဲငါတယောက်အတွက်တက်တက်ယူးစီတော့ရဲ့လို့စိတ်ထားနဲ့ကြည်စားတန်တာဖြင့်လေခက်ချင်းချင်းတောင်းပန်ပါတယ်မြရဲ့ ဝိလဲကြောင့်ပဲတဖက်သူအတွေးကျက်အောင်ရဖြင့်ရေငတ်တဲ့နွာလာဆွဲပုံးနဲ့မြားတယ်လို့မလုပ်ပါနဲ့အဟုတ်ရှိလို့ခတ်ရမဲ့သူကို အဖြူမဲကွဲပြားအောင် ပြောစီခြင်းပါလေမြရဲ့မရှိတဲ့နှလုံးမို့ပြုံးကျင်နိုင်လဲမတင့်တယ်လို့ပါမြရဲ့လုံလုံတနော်ရွှေမန်းဆက်တော်ကိုဆိုတယ်လို့လူကြီးကမြမစကားနဲ့တဲပြီးနားလည်မယ်မထင်ဘူးရှင်လူပါဆိုဝိတုစည်းစရာလုံနေပေမဲ့ရှေကန်းကြိုက်ကန်းကိုစုံအောင်သိမှာမဟုတ်ဘူးခတ်တယ်နော် ိုးနိုင်တော်ခွဲသွားပြီမမေတို့တော်ပြန်ချိန်နေပြီတော်ပါရှင်ရှင့်ပြောရတာတဲပြီးလက်ဝင်နေဟုမျက်နှာပေးတစ်မျိုးကလေးဖြင့်ပြောပြီးမျက်ဆောင်ကလေးထိုးကထမိန်ကုန်ဟန်ပြင်းရင်မိဖို့ခန်းထဲသို့ဝင်သွားလေအလင်းရောင်တွေအများသိဤအုံနောက်တွင်သို့ဝင်ရောက်လာလေကောင်မကလေးသဘောကိုရိပ်မိလေသူမိဘတွင်လက်တုံးခေါ်တယ်မဟုတ်ပါဘူးတို့ဇွန်ညင်းတာလည်းမရအတင်းဟုတ်ရမယ်တဲ့မုန်းတယ်လို့လည်းမပြောရသေးပါကလားတဲ့စာရေးကောင်းတဲ့လောက်ခက်ချော်ချော်ထင်ပါရဲ့လူပါဆိုတဲ့ ကန္တီတို့လိတ်ထိုးမရတာနဲ့ဆူလာနဲ့အစားခံရမလို့။အိုးဘယ်နဲ့ဝင်လာရတလဲ။ထွက်ပါတကားပိတ်မလို့။မဖုံးကလေးနဲ့မဖုံးနဲ့မဖုံးနဲ့တော့မရဘူးသိရလား။မင်းပြောရမယ်။ဟောဒီပါဇက်ကလေးကရှစ်တယ်လို့ကိုပြောရမယ်။ဟင့်အေးမပြောဘူး။အခုမှလာပြီးရမ်းမလို့ပဲ။ကဲလွတ်ပါစို့။အိုးအမေ။မိပြောင်းကလေးတင်မိဖို့ပေါ်မှာအောက်တို့ဂျွန်းတုံမောက်ခုံလိုက်ကြသွားလေ။ ။ဒံအိုးဘုံတစ်ခုကလည်းကတိကတ္တနှင့်ပကံစင်ပေါ်မှာရံဖြစ်နေကြလေ။ထို့အခါနောက်ဘေးတန်းစိလိတ်ခုံကပြဒါနကုံအတာခိုင်ဖာကမုံဆရာမနိုင်ဆိုတဲ့တရှင်ကိုကောင်းမလေးတွေကတညင်တညွတ်တယ်ဆိုလိုက်ကြလေ။အတန်ဝတ်တစီဖြူနေတဲ့ကြောင်းကြာ ခလေးတစုကလည်းအိုးကျေးဇူးရှင်အမေကျင်လာခေါ်တော်ကောင်းပါရဲ့လားမောင်မောင်ဆိုတဲ့ ယူနီယံမတ်တင်အောင်ရဲ့တခြင်းကိုကျူလိုက်ပြီးနောက်မကြမီကောင်မကလေးတွေကညီတို့ညာတို့ကဘာမီပထဝီတုံလှုပ်အောင်ပါယောက်ျားတွေညီမတကောင်ပွားအာဇာနီဆိုတဲ့ရုပ်ရှင်ထဲမှာမြင်းအပြစ်စီးသွားစီစဉ်ကြတဲ့ရှောက်ပေါက်ဘိန်ပေါင်းတိုက်နေကြလေမြားကြီးတွေမြားတန်းကြီးလာမောင်းကြမှာရုံထွက်လေကိုမြတဲ့ဟိုမှာတွေ့လားဖေဖေနဲ့မေမေတို့ဥပုသ်စီရက်ကပြန်လာကြပြီဟင်ဘယ်နဲ့လုံးမလဲအိမ်နောက်ဘေးကချမ်းပေါက်ရှိရလား ဟောဟောပြီးပြီးပြောင်ပြောင်ပြေးတော့မလို့လာခဲ့မပြေးရဘူးပဆိုးကိုစောင့်ဆွဲလေ။အိုးလွတ်ပါမြရဲ့မတော်တဆမြင်သွားမှပြင်ဟိုမှာလာကုန်ကြပြီ။ဟာလာလာသူများသားသမီးကိုအိမ်နံရရောက်လာပြီဒီလိုစော်ကားရတလား။ပြီးတော့ပြေးအောင်မလို့တဲ့ဟမ်။အမလီခတ်တာပဲနော်မြင်တော့မှာပါပဲ။အခုလွတ်ဆန်းပါဦးနောက်မှကြည့်ပြီ။အာဘယ်ရမလဲတာဝရဲ့လာခဲ့လာခဲ့အပြင်ထွက်ခဲ့ ဒါနဲ့များဟင်းဟိုတပြားကလေးများကိုနှုတ်ခမ်းမြေကြိုက်ကပြုံးစီစီမျက်နှာဖြင့်ဒေးစပတ်ကိုတပတ်ချိုထုံရင်ဟောဟူကကလဲထိုင်မှာထိုင်ရှင်လူပါဆိုဒါနဲ့များဒီလိုကြံဝတ်နာအံ့ပါရဲ့ဘာအခုမှတုံနေရသေးတယ်လဲဟမ်ငရဲကလာတဲ့သူပြာဘူးမကြောက်ရဘူးရှင်ကြီးရဲ့ငြိမ့်ငြိမ့်နေပါမျက်လုံးကပြည့်ဝင်စားတဲ့လူတို့ပြူတူပြဲတဲ့နဲ့ဘိုးစတော့ကိုလည်းတက်ရက်လိုက်ဩပွနေတယ်အင်းကြီးမှာပေါင်တာမို့လို့နေပုတ်လိုက်ဩ ဟောဟိုဗန္ဓုနာဂျာနယ်လေးကိုကြည့်နေဟိုအမိန်ပေးလိုက်ရမြသိမ်းမှာရုပ်သေးမင်းသားလို့ကြိုးဆွဲရပင်ကနေရလေဦးဝင်းနဲ့ဒေါ်နင်းတို့လည်းအိမ်ပေါ်တို့တက်လာကြလေရမြသိမ်းကစီး၍ဖေဖေကိုမြသိမ်းရောက်နေတာကြာလာပြီ မနဲ့ကတည်းကပဲကြည်ကြည်ခေါ်ထားတယ်ဖေဖေမလာနိုင်တော့သူခင်ဗျာစာကြည့်ရင်းတော့ငိုက်နေတယ်ဟုပြောလိုက်မှာမြသိမ်းဤရင်ခွင်ထဲတွင်ရေခဲတုံးကြီးရောက်ရနေလေတော့ဤဩမောင်မြသိမ်း ဥမလာနိုင်တာနဲ့ကွယ်ကြည်ကြည်ကိုမှားထားခဲ့ရတယ်။မောင်ရသိန်းဈေးကပြန်ရင်လေအိမ်ကိုခဏဝင်ခဲ့ပါဦးလို့မှားထားခဲ့တာ။တမီးရေလက်ဖက်ရည်မတိုက်ဘူးလားကွယ်။အော်ဖေဖေကြည်ကြည်လည်းလုံးလုံးတတိမရဘူး။စွန့်ထွက်လောင်းရတာနဲ့ကိစ္စမရှိပါဘူးဖေဖေရဲ့။ဒီဧည့်သည်ကတခြားလူမှမဟုတ်ပဲနဲ့။ပြုံးရင်းပြောလိုက်ရမြသိန်းဤရင်ထဲကတမတ်ကလေးပဲစသည်ဖြင့်ဝါကြကိုပြည့်အောင်ဆက်လိုက်လေ။ နေသားမအောင်ဦးရဲ့ကြည်ကြည်လေသူခင်ဗျာမအားရချပါဘူးကျွန်တော်ဆိုင်ကတောက်ခဲ့ပါသေးတယ်ကိုမြတ်သိန်းကိုဦးပြောကျင်တဲ့ကိစ္စကတော့ဦးကုတို့ပြုတဲ့ဇောင်းတန်းကြီးအတွက်တစ်တေကိုရန်ကုန်မှာတောင်းဝယ်ဖို့ဦးလည်းမတတ်နိုင်ဘူးကွမောင်မြသိန်းလည်းကြောင်းပိတ်ထားတယ်မြကြီးကလည်းပြောတာနဲ့ဒီကိစ္စမှာဦးကိုကူညီစေချင်တာပဲကွဩအတက်ကလည်းကြီးလာတော့အရင်လိုကြမ်းကြမ်းမာမှမရှိလေယာစဘာတွေတင်းရတဲ့ဒုက္ခကလည်းတစ်ဖက် တန်စိတ်ပြတ်စရာကောင်းတယ်အရွယ်ပဲကွယ်အာစိတ်ချပါဦးရဲ့ကျွန်တော်တက်တံများကိုငင်ဆောင်ရွက်ပေးပါမယ်ตาတို့ပါကွယ်တာတို့ပါသမီးထမင်းပြင်ဟဲ့ကဲမောင်များတိန်လည်းမပြန်နဲ့ကွယ်ဒီမှာထမင်းစားတာပေါ့ကျောင်းသူတော်ကမို့ဝမ်းတွင်းကနှစ်ကြိမ်ရှိစုဖျားပွဲလှဲ့နေလေအထပ်ပါဖြစ်ပြများဖြစ်ပြီးနောက်တနည်းခန်းလောက်ကြာတော့အခါကျွန်တော်ထံစားတဲ့ဆောင်ရောက်၍လာပြီးဖောက်ဖက်လိုက်ရမိတ်ဆွေထိတ်တင် အဖိုးကြီးလည်းမူးတဲ့ယောဂာနဲ့လွန်ခဲ့တဲ့၃နာရီလောက်ကဆုံးခဲ့ကြပြီ။ဒါကြောင့်မို့ဒီကိစ္စကိုနှစ်တည်းကူပြီးမှစီမံတင့်နေပြီထင်ပါသည်။မိတ်ဆွေကရင်းနှီးတာနီပြပေးတဲ့ဝတ္ထုကလေးကြောင့်ရတဲ့မိမမို့ဒီကိစ္စကိုမိတ်ဆွေသဘောကျလာ၍ဆောင်ရွက်လှည့်ပါ။အမေကြီးကတော့အလုံးစုံပုံအပ်ပြီးသားပဲ။ပြီးတော့မောင်အော်ဗာရတုပိုက်ဆောင်ရေးခဲ့ဖို့လည်းမမေ့နဲ့နော်မိ쇠ဟိုအဆက်ကလေးကိုနေရာမကြသေးဘူးလား ဖုံးပါခမရတော့အတော်ဖုံးပါမိတ်ဆွေကျင်တတ်မှဆိုရင်ကျေးဇူးဆက်ဖို့ခေမဝန်ကယ်ရှော့ချော့ကလေးတယောက်ရှိပါသည် လာမစန်းခင်ရောက်အောင်လာခဲ့နော်ကြည်ကြည်ကလည်းတမျှော်တမ်းမျှော်နေသည်ထိတ်တင်ထိတ်တင်မြသိအင်းသူတို့များတော့ဝိတုတပုတ်ကိုဆိုတလောက်နှိတ်တာပဲငါလိုဝိတုမျိုးရေးတဲ့သူတွေကြောင့်ဒူများလိုအမြဲတမ်းရေးနေတဲ့သူတွေဟာနာမည်ပြက်ကုန်တော့မယ်ထင်ပါရဲ့ဟဲကိုကောင်းရင်ကောင်းမွေးပါဘူး သူတို့လူများတော်မှနေရကြသေးတာတို့များတနေ့နေ့ကောင်းကောင်းတော့တွေ့အောင်မပေါ့တတ်တလုံးအစိုးကြီးပဲဘယ်ဟုတ်မလဲနော်စက်တန်ကြီးရဲ့လူထွင်းတဲ့ကရင်မှာမဟုတ်ပဲနတ်ထွင်းဟင်းငါဘာဆိုင်လို့တော့ဟုတ်ကဲ့ပါခင်ဗျာဝတ္ထုနေကတော့ EDM ပြီးဆုံးသွားကြပြီဖြစ်ပါတယ်ခင်ဗျာဒီနေ့မှာအချိန်မီပြီးဝင်ရောက်နားဆင်အားပေးကြတဲ့ညီကောင်မောင်တို့မှတူတူတယောက်ရှိစီတိုင်းကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာ ကျွန်တော်တို့ရဲ့ညီပေါ်မတော်များအားလုံးကိုယ်စိတ်နှပါချွေးလန်းချမ်းမြေ့ကြကဘေးပရာပေါင်းမှာကင်းဝေးကြပါစေခင်ဗျာ။